ချမ်းမာတော်မူကြပါစားခင်ဗျာအင်္ဂါသာသမီများအတွက်ဧပြီလတလစာမဟာပုံနဝင်းဟောစတန်ကိုဟောကြားပေးသွားမှာဖြစ်ပါတယ်အလောကစီးပွားရေးမှာကိုပိုင်လုပ်ငန်းရှင်ကိုပိုင်စီးပွားရေးသမားများအနေနဲ့မိမိရဲ့လုပ်ငန်းကိုင်ငန်းတွေကိုဘယင်ကထပ်ပို့ပြီးတော့အာရုံစိုက်ပို့ပြီးတော့ခရီးဆိုင်နိုင်မှာ တော့ကကြပါလိမ့်မယ်။ကိုယ့်ရဲ့လုပ်ငန်းကလိုအပ်ချက်တွေအလွဲတွေအမားတွေကိုအချိန်မီပြင်ဆင်နိုင်ပါလိမ့်မယ်။ဒါကြောင့်မို့ဒီလာထဲမှာကိုယ့်ရဲ့လုပ်ငန်းတွေကိုတေချာအာရုံစိုက်ထားသင့်ပါတယ်။သူများအလုံးလုံးနေတဲ့လူတွေလာကစားဝန်ထမ်းတွေနေတဲ့ကိုနဲ့အတူတူလုပ်ရတဲ့လူကြောင့် နည်းနည်းစိတ်ညစ်ရတတ်တယ်။ကောင်းတဲ့အတွေ့အထိမှာတတ်နိုင်သမျှရှင်းအောင်အေးအောင်ထားပါအဆင်ပြေသွားပါလိမ့်မယ်ဗျ။အလုံရှားနေသူတွေအလုံပြောင်းလို့သူတွေအတွက်ကတော့အလုံကင်အခွင့်အလမ်းတစ်ကလေးတွေရရှိလာတတ်ပါတယ်။စိတ်ရှိရှိနဲ့စောင့်နေဖို့ပါခြင်းပါတယ်။ ငွေကြီးနဲ့ပတ်သက်လာရင်လာမယ့်ဧပြီလထဲမှာအင်္ဂါသသမီများအနေနဲ့ပထမတွေ့တဲ့အခွင့်အရေးပထမတွေ့တဲ့အရာကိုစိတ်လောပြီးတော့ရွေးချယ်တာမျိုးဆုံးဖြတ်တာမျိုးလေးတွေကြုံတွေ့ရတာပါတယ်တကယ်တမ်းကနောက်ထပ်လာမယ့်ဒုတိယမြောက်သို့မဟုတ်တတိယမြောက်အရာတွေက ီပထမဆုံးအရာထက်ပိုပြီးတော့ကောင်းနေတတ်တယ်။ဒါကြောင့်မို့စိတ်လောပြီးဆုံးဖြတ်လိုက်တာမျိုးလေးတွေတိတ်မလုပ်ပါနဲ့ပြ။အင်္ဂါသာသမီးများအနေနဲ့လက်ရှိမှာမိမိရဲ့ငွေတွေကိုဘလို့သုံးနေတယ်။ကိုငွေသုံးတဲ့နေရာတွေကဘလို့တွေဖြစ်တယ်ဆိုတာကိုတေချာစစ်စစ်ပြီးတော့ထိန်းလိုက်မယ်ဆိုရင်ငွေပုံငွေရှံလေးတွေ ထွက်လာပါလိမ့်မယ်။ငွေကိုလိုချင်စိတ်နဲ့လိုက်ရှာတာမျိုးထက်ငွေကကိုယ်စီကိုလာအောင်ဆွဲဆောင်ပါ။စိတ်ရောလူရောအေးချမ်းအောင်နေပေးပါ။ဒါမဲ့လေးလပိုင်းနဲ့မှာအင်္ဂါသားသမီးများအနေနဲ့ငွေဝင်ဖို့အကြောင်းတရားလေးတွေတိုက်ဆိုင်တတ်ပါတယ်။ဒါကြောင့်မို့လိုက်မရှာပဲနဲ့အေးစေးစေးနေပြီး ငွေကြေးကံတွေကိုဆွဲဆောင်ပါနေရာထိုင်ခင်းနဲ့ပတ်သက်လာရင်အခုလက်ရှိမိမိနေထိုင်တဲ့နေရာကအရင်ကထက်ပိုပြီးတော့မွန်းကျက်လာတာငင်းငွေ့လာတာမျိုးလေးတွေကိုကြုံတွေ့ရတတ်ပါတယ်ကိုယ့်ဘက်ကထိန်ချုပ်လို့ရတဲ့အရာတွေပေါ်မှာပဲအာယုံစိုက်ပြီးထိန်ချုပ်ပေးပါကိုယ့်ဘက်ကထိန်ချုပ်လို့မရနိုင်တဲ့အရာတွေ ကိုနဲ့လက်လန်းမမီတဲ့အရာတွေကိုကိုကမထိန်ချုံနိုင်လို့ဘာမှမလုပ်နိုင်လို့เนาะဆိုရင်စိတ်အပြစ်တင်စိတ်တွေတော့ဒါမျိုးတွေဖြစ်တာမျိုးကိုအတတ်နိုင်ဆုံးချော့ပေးပါသူများတွေကိုပေါ်ဘလို့မြင်တယ်လဲသူများတွေကဘလို့တွေဖြစ်နေပြီကိုကဘလို့တွေမဖြစ်သေးဘူးနိုင်ရှင်တာမျိုးတွေတိတ်မလုပ်ပါနဲ့ဒါမျိုးလေးတွေကိုတတ်နိုင်သမျှရှောင်ပေးပါ ဒီလိုနေလာနိုင်ပြီဆိုရင်ကိုနေတဲ့နေရာเนาะကိုနေထိုင်တဲ့ပတ်ဝန်းကျင်ကိုအရင်ကလောက်ထိလည်းညီငွေတော့မှမဟုတ်ဘူးကိုကိုယ်တိုင်ကလည်းထုပူပြီးတော့စိတ်ပင်ပန်းနေမှာမဟုတ်တော့ဘူးတပြေးပြေးနဲ့အဆင်ပြေလာပါလိမ့်မယ်ဗျလူမှုရေးမှာအဆင်မပြေအခက်အခဲဖြစ်နေတဲ့မိတ်ဆွေတို့မိမိစီကိုလာပြီးတော့ရင်ဖွင့်တတ်ပါတယ်တတ်နိုင်သမျှ နားထောင်ပေးလိုက်ပါအားပေးလိုက်ပါဗျာမိษွေတချို့နဲ့တဲ့အောင်နေနိုင်တာတဟာသာတာဖြစ်အောင်နေနိုင်တာတွေဟာမိမိကိုအကျိုးရှိစေနဲ့လာတလာပါကိုယ့်ရဲ့အပူပင်တွေအခက်အခဲတွေကိုဘေးရာမိษွေတွေနော်ကိုယ့်ရဲ့အတိတွေဟာမတောင်းမဲနဲ့အကူအညီလေးတွေပေးသွားတတ်ကြတယ် ဒါကြောင့်မို့ကိုယ့်ရဲ့အပူအခက်အခဲလေးတွေဟာတနည်းမဟုတ်တနည်းနဲ့ပြေလျှော့သွားတတ်ကြပါတယ်မေတ္တာရေမှာလက်တွဲပုံမရှိသူတွေအနေနဲ့မိမိနဲ့စကားပြောပြနေတဲ့လူကိုယ်နဲ့အကြောင်းအရာတစ်ခုခုကိုမျှဝေပြောကြားနေတဲ့လူတွေနဲ့အရင်ကထက်ပိုပြီးတော့ဆက်ဆံရေးလေးတွေအခြေအနေတိုးတက်လာတာမျိုး ကြုံတွေ့ရတတ်ပါတယ် အပြည့်တကူကူမပေးခင်ဆုံးဖြတ်ချက်တကူကူမချခင်မိမိကိုတေချာပြီလားလို့အချိန်တေချာယူပြီးတော့ပြန်မေးတင်ပါတယ်မလောတင်ပါဘူးဗျလက်တွဲပေါ်ရှိသူတွေအနေနဲ့အတွေးလွန်တာတွေစိတ်ပူတာတွေကြောင့်တယောက်နဲ့တယောက်အခြေတင်စကားပြောရတာလေးဖြစ်တတ်ပါတယ်တယောက်နဲ့တယောက်ကြားမှာ သူမန်နေငာမန်နေเนาะအခြေအတင်လေးတွေအရွယ်အဆောင်လေးတွေနည်းနည်းများနေတတ်တယ်အပူပေါ်အပူဆင်သွားတတ်ပါတယ်ဒါကြောင့်မို့တစ်ဖက်ဖက်ကနေလျှော်ပေးလိုက်ပြီဆိုတာနဲ့အဆင်ပြေတတ်ပါတယ်ဖြစ်နေတဲ့အကြောင်းအရာပေါ်လိုက်ပြီးတော့ရွယ်တာမျိုးเนาะဒီလိုအကျင့်လေးတွေကိုလျှော့ပါတစ်ဖက်ဖက်ကနေ အလျှော့ပေးလိုက်ပြီဆိုတာနဲ့အဆင်ပြေသွားပါလိမ့်မယ်ဗျယခုဟောစရန်သည်ရေဘူးရချုံကုန်သုံးသက်ထားတဲ့အတွက်အကြံဉာဏ်လမ်းညွှန်မှုအဖြစ်နဲ့သာယူဆပါရဲ့တိုက်တွန်းအပ်ပါတယ်မိမိရဲ့ကံကြမ္မာကိုအသေးစိတ်သိရှိလိုပါက Facebook နဲ့ Fiverr တို့မှာဆက်သွယ်ပြီးမြန်နိုင်ပါတယ်ကျမ်းမာရေးနဲ့ပတ်သက်လာရင်စိတ်စွမ်းအင်းနေလူစွမ်းအင်းနေ အကုန်လွယ်နေတတ်ပါတယ်။ပြောရရင်တော့မောပန်းလွယ်တာပေါ့နော်။ကိုယ့်ရဲ့နေစဉ်လုပ်ငန်းဆောင်တာတွေလုပ်ငန်းတွေကိုကောင်းကောင်းမွန်မွန်နဲ့လှုပ်ဆောင်နိုင်ဖို့ရတနည်းတာလိုအပ်တဲ့ကိုယ့်ရဲ့ energy ပေါ့နော်စွမ်းအင်တွေကို treat တာပါ။မလိုအပ်တဲ့နေရာမှာအားအလွန်သုံးတာမျိုးတွေ short ပါ။နောက်တစ်ခုကျမ်းမာရေးနဲ့ပတ်သက်လာရင် အစားတောက်တွေလည်းနည်းနည်းကယူဆိုင်ပေးပါတချို့ကအစားတွေများများစားအစားတွေစုံပြီးတော့အစားမကြီးဘိုင်အောင်ပိုင်နာဝန်းပြက်တာမျိုးလေးတွေကိုကယူဆိုင်ပေးပါ တချို့ကကြတော့အစားစားခြင်းစေးလေးညော်တာဝမ်းမသွားတာမျိုးလေးတွေဖြစ်တတ်ပါတယ်ဒါကြောင့်မို့ဒီလာမဲ့၄လပိုင်းထဲမှာအစာအိမ် ဘွန်ပိုင်နဲ့ပတ်သက်တဲ့ကျမ်းမာရေးကိုလည်းအနေငယ်ခရီးဆိုင်ပေးပါပညာရေးနဲ့ပတ်သက်လာရင်အရင်ကကိုခက်ခက်ခဲခဲဖြစ်ခဲ့တဲ့ကိုသေးချနားမလဲတဲ့ပညာရက်တွေကိုအရင်ကထက်ပိုပြီးတော့လေလာနိုင်တာပိုပြီးတော့နားလည်လာတာပိုပြီးတော့တက်မြောက်ကျွမ်းကျင်လာတာမျိုးကိုကြုံတွေ့ရတတ်ပါတယ် ပညာသင်ကြားတဲ့နေရာမှာပဲဖြစ်ဖြစ်စာ လေ့လာတဲ့နေရာမှာပဲဖြစ်ဖြစ်တနေရာထဲမှာအဝဲလေလေဖြစ်မနေရအောင်အနာယူပါနာနာပြီးဖြစ်ဖြစ်ချင်းကြိုးစားလုပ်ကြိုင်သွားပါဒီလာထဲမှာအကျိုးပေးတဲ့အရာဆိုရင်အဖြူရောင်ကောင်းပါတယ်တစ်ခုခုအရေးကြီးတာလုပ်မယ်ဆိုရင်တောက်ကြနေမှာပြောဆိုလုပ်ကြိုင်ပါ ထီထိုးမယ်ဆိုရင်နှစ်6ပါအောင်ထိုးပေးပါအပြာရောင်အနက်ရောင်เนาะဒီလိုအသုံးဆောင်အရောင်လေးတွေကိုအနေငယ်လျှော့ပေးပါဗုဒ္ဓဟူးနေ့တို့ခွန်ကနန်းတို့လည်းအနေငယ်ရှောင်ပေးပါစေဝါကျမ်းမာရေးနဲ့ ဆက်ဆက်တဲ့ပစ္စည်းတွေကိုလိုအပ်တဲ့လူတွေစီကိုအကူအညီပေးပါဗျ။ဒါကတော့ပထမရည်ရာပါ။ဒုတိယရည်ရာကတော့တယောက်ယောက်ကကိုယ်အကြံဉာဏ်လာတောင်းတဲ့အခါမှာအကျိုးဖြစ်စေမဲ့ကောင်းမွန်သွားစေမဲ့အကြံဉာဏ်မျိုးတွေကိုပေးလိုက်ပါ။ဒါကလည်းညာနာဥဒ္ဒောပါ။ တတိယတစ်ခုကတော့အထင်အမြင်လွဲစေမဲ့စကားတွေမကောင်းတဲ့စကားလုံးတွေပေါ့နော်။ဒါမျိုးတွေကိုတတ်နိုင်လည်းမရ။ရှော့ပေးပါ၊ထိန်ပေးပါ။ဒါကလည်းနှုတ်ကိုထိန်တဲ့နှုတ်ကိုဆောင်စည်းတဲ့ရည်ရတခုလေးဖြစ်ပါရဲ့ကောင်းမွန်မှန်ကန်အကျိုးရှိတဲ့စကားမျိုးတွေကိုညံ့များပြောပေးပါ ဒေလာပိုင်းပထမဘက်ထဲမှာအင်္ဂါသာသမီများအနေနဲ့မိတ်တဆွေတအဆက်အသွယ်အသစ်တွေကိုရရှိလာတတ်ပါတယ်။သို့တော့လူအသစ်တွေကတိရေတော့တေချာချင်းချင်းယဉ်ဝါမဲ့အချိန်ပါ။လေးလပိုင်းဒုတိယဘက်ထဲမှာမထင်မှတ်ဖက်နဲ့ဖြီးသွားတာမျိုးတွေနေရာရွှေ့ပြောင်းလာတာမျိုးတွေကြုံတွေ့ရတတ်ပါတယ်။ အပြောင်းအလဲနဲ့လိုက်လျောညီထွေဖြစ်အောင်ကိုကိုရိုင်းကလည်းလိုက်ပြီးတော့ပြောင်းလဲပေးပါမဟုတ်ရင်တော့အနောက်မှာကြံနေခဲ့တတ်ပါလေတတိယအပတ်မှာစိတ်ရောလူရောအနာပေးရမယ့်အချိန်မှာလှူရှားသွားလာနေရာတွေကိုရက်ချပြီးတော့မိမိရဲ့စိတ်နဲ့ခံတာကိုထေချာအနာပေးပါလေလပိုင်းနောက်ဆုံးအပတ်ထဲမှာဝေရေးကြီးတို့ ဝေယာချမ်းရတာတို့အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေချရတာတို့ကြုံတွေ့ရပါမယ်။တစ်ခုနဲ့တစ်ခုကိုနှိုင်းရှင်ပါအချိန်ယူပြီးလေ့လာပါ။အမြန်တလောဆုံးဖြတ်ချက်ချတာမျိုးတွေကိုတတ်နိုင်သမျှရှောင်ပေးပါ။ခொနည်းတာသမီများအားလုံးဘေးရန်ကင်းကွာချမ်းသာကြပါစေ။စိတ်ဆင်းရဲကင်းပါစေ။ကိုယ်ဆင်းရဲကင်းပါစေ။ ကိုယ်ကိုကိုတာကိုခန္ဓာချမ်းသာစွာဝိမြင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါရဲ့ဗျာ။